င်္ဂလာပါရှင်ခတိတက်လီဗီရှင်းသတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးကြောက်ဖြူမှာနှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ထိန်ချုပ်ထားသည့်နေရာအချို့ကိုအေအေမှပြန်လည်တိုက်ခိုက်သိမ်းပိုက်ဆိုသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကြောက်ဖြူမှာဂျမတ်စစ်တပ်နှင့်အာရခတပ်တော်အေအေတို့ကြောင့်နေရာနှစ်ခုမှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေပြီးစစ်တပ်ဝင်ရောက်ထိန်ချုပ်ယူထားသည့်နေရာအချို့ကို အေအေကပြန်လည်တိုက်ခိုက်သိမ်းပိုက်ထိန်ချုပ်လိုက်တယ်လို့သတင်းရရှိပါတယ် တိုင်းချောင်းနဲ့မင်းပြင်းအနီမှာနှစ်ဖက်တိုက်ပွဲမြင့်တမ်းနေသလိုမကြာသေးမီရပိုင်းကစစ်တပ်ထင်ကျုံထားသည့်နေရာအချို့ကိုလည်းအေအေကပြန်လည်သိမ်းပိုက်ရရှိနေတယ်လို့ဒေသခံစီးရီးသတင်းရှင်းပြကပြောဆိုပါတယ်တိုက်ပွဲကနှစ်နေရပြင်ထန်နေတဲ့စစ်တပ်ကကြာဆုံးများတဲ့အေအေကစီးရီးအရာတေချာစစ်စစ်ပြီးအပိုင်ရမဝင်တိုက်တော့စစ်တပ်ကကြာဆုံးများနေတာပုံအခုစစ်တပ်ကနေရာချို့ကတော့နောက်ဆုံးနေရပြီလို့ပြောပါတယ် လက်ရှိချိန်ထိတိုက်ပွဲကပြင်းထန်နေပြီးနေကြောင်းကနေဂျက်ဖိုက်တာများဖြင့်ပုံကျဲနေတယ်လို့နေပြည်များကလည်းလက်နက်ကြီးများဖြင့်အဆက်မပြတ်ပစ်ခတ်နေတာကြောင့်တိုက်ပွဲပြင်းထန်နေတယ်လို့လက်ကောင်ကဆက်လက်ပြောဆိုပါတယ်။စစ်ရေးအခြေအနေများအရကတော့ဘယ်နေရာတွေကိုပြန်သိမ်းနေအကြအဆုံးဘလောက်များနေဆိုတာကိုတိတိကျကျမပြောနိုင်ပေမယ့်ကိုရိုဘက်ကအာသာချက်နေစီနေတာကိုတော့အခုတိုက်ပွဲတွေမှာစမြင်နေရပြီလို့လက်ကောင်သတင်းရင်းမြစ်ကပြောပါတယ်။ အကြမ်းမတ်စစ်တပ်၏ယာယီဝင်ရောက်ထိချုပ်ထားသည့်နေရာနှစ်ခုကို AA ကပြန်လည်တိုက်ခတ်ချေမှုန်းပြီးနောက်စစ်တပ်ဗမာလေးနောက်တန်းကနေစစ်ကိုစစ်ကြောင်းနဲ့လက်နက်ကြီးတပ်ဒုံးတပ်တို့ကိုပါရှေ့သို့စစ်ကူပေးနေရတယ်လို့နောက်ထပ်စစ်ရေးသတင်းရှင်းပြကပြောပါတယ်။ရှေ့ကတပ်တွေကြာဆုံးများလာတော့အခုလက်နက်ကြီးတွေကစစ်တော့ကွာဆောင်ထိကြောင်းနေပြီးပြစ်ကူပေးနေရတယ်။ဒုံးကတော့အဆက်မပြတ်ချနေတာစစ်တပ်ကနောက်ထပ်စစ်ကူတွေပါဆိုပြီးပြန်ဆုတ်လာတဲ့စစ်ကြောင်းတွေကိုစစ်ကူပေးပြီးတိုက်နေရတော့တိုက်ပွဲကပြင်းထန်နေတယ်လို့ပြောပါတယ်။ မင်းပြင်းတဲ့တိုင်ချောင်းကိုအကြမ်းမတ်စစ်တပ်ကပူပူနွေးနွေးသိမ်းပိုက်ထားသည်မှာမကြသေးပေမယ့်ထိုနေရာကိုအာရခတက်တော်ကတံမြန်ထုဆစ်စင်တိုက်ခိုက်တာကြောင့်စစ်တပ်ကအသေးအံခုခံနေတယ်လို့၎င်းကဆက်လက်ပြောဆိုပါတယ်စစ်တပ်ကအေးအေးထင်းထုတ်ထားတဲ့ဂျာတွေကိုထိုဆစ်စင်တက်သိမ်းတဲ့အခါပေးရတာလည်းများတယ်တချို့တိုက်ပွဲတွေဆိုရင်ဂျာနဲ့ချီပြီးတည်တယ်အခုတက်ဆုတ်တဲ့အခါလေးစစ်တပ်ကထပ်ပေးရတယ်နှစ်ထပ်ကွမ်းတည်နေတာလို့၎င်းကပြောပါတယ် အာရကတက်တော်ကသူတို့ထင်းချုပ်ထားသည့်ကျေးရွာအချို့ကိုနှောက်ဆုပ်ပေးလိုက်ပြီးနောက် အကြမ်းမတ်စစ်တပ်ကအဆိုပါကျေးရွာများမှာအင်အားဖြန့်ခွဲပြီးဝင်ရောက်ယူလာပြီးနောက်အေအေကအင်အားနဲ့တီးကျေးရွာများနဲ့အပိုင်ရမည့်နေရာများအောင်ဝင်ရောက်တိုက်ခိုက်ရမှာစစ်တပ်ကအထင်အားနေခြင်းဖြစ်တယ်လို့ဆိုပါတယ်ဒီမနေ့နေ့လေကမြင်းမြင့်ကျေးရွာထဲမှာဝင်ရောက်နေရယူထားသည့်စစ်ကြောင်းကိုအေအေမအငိုက်ဖမ်းဝင်ရောက်တိုက်ခိုက်မှုကြောင့်စစ်တပ်ကကြာဆုံးများပြီးအရှင်ဆယ်ဦးစစ်တုံးပန်းအဖြစ်ဖမ်းဆီးရမိတယ်လို့သိရပါတယ် ။အကြဆုံးများဖြင့်ရင်ဆိုင်လာရပြီးနောက်စစ်ဦးကျော်နေသည့်စစ်တပ်သည်ပတ်ဝန်းကျင်ကျေးရွာများနှင့်အနီးအနားတောင်တန်းများကိုလက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ဒုံးများဖြင့်တိုက်ခတ်ခြင်းများကိုပြုလုပ်နေသလိုဂျက်ဖိုင်တာဖြင့်လာရောက်ပုံကျခြင်းများကိုလည်းစစ်တပ်ပြုလုပ်နေတယ်လို့သိရပါတယ်။ဂျူအန်လင်ဤနယ်မြေအဆင့်တာဝန်ရှိသူတအူကလည်းတိုက်ပွဲမှာအေအေကအသာစင်ရနေပြီးစားကုန်ပြင်းနေတယ်လို့ပြောဆိုပါတယ်ရှင်။ဆလဘီတာငူးမြို့နယ်မှာစစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခတ်မှု စစ်သား10ဦးသေဆုံးပြီးအရာရှိတအုပ်အပါဝင်ထိခိုက်ဒဏ်ရာရရှိသူများပြားဆွဲတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ပဲခူးတိုင်းတောင်ငူမြို့နယ်မှာအကြမ်းမတ်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာစစ်သား10ဦးသေဆုံးပြီးအရာရှိတအုပ်အပါဝင်ထိခိုက်ဒဏ်ရာရရှိသူများကြောင်း KNU တပ်မဟာနေတရင်ကကန်ဒီကြားဒေသကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူကပြောကြားပါတယ်။ နိုဝင်ဘာလ18ရက်နေ့နနက်3:40မိနစ်ခန့်မှာလိမ့်သူမျိုးမှတောင်ငူမျိုးနယ်အတွင်းဆင်းလာသည့်အင်အားတရာကျော်ပါစစ်သက်စစ်ကြောင်းကိုတော်လရင်တပ်ဖွဲ့များကကွမ်းပင်အုံပင်ရွာအနီးမှာတော်လရင်တပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်ထိုတိုက်ခိုက်မှုအတွင်းအကြမ်းမဲ့စစ်တပ်ဘက်မှစစ်သား၁၀ဦးသေဆုံးခဲ့ပြီး၂၀ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒဏ်ရာရရှိသူများထဲမှပိုကြီးတအူးလည်းပါဝင်ကြောင်းသိရှိရပါသည်။ စစ်ခွေးစစ်ကြောင်းကအင်အားတရာကျော်နဲ့လက်တူကနေတောင်ငူမြို့နယ်ဘက်ကိုဝင်ရောက်လာတာကိုကွမ်းမီအုံပင်ရွာအနီးမှာတော်လရင်တပ်ဖွဲ့တွေကစောင့်ကြိုတိုက်ခိုက်ခဲ့တာပါတိုက်ပွဲအတွင်းမှာစစ်ခွေး20ကျော်တန်ရာရှာတယ်၁၀ကောင်ကျော်တိစုံနယ်လို့သိရတယ်တရာရတဲ့သူတွေထဲမှာပိုကြီးတကောင်နဲ့ပြင်းထန်တရာရတယ်လို့သိရတယ်ဟု KNU တပ်မဟာနီတယင်ကကန်ဒီကြားဒေသကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ် အဆိုပါတိုက်ခတ်မှုကို KNU တမဟာနှင့်တရင်ကနှင့်တရင်ချောင်းမှတော်လန်ကြီးရဲပေါ်များကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးအထူးခိုင်မရှိပြည်လဲစုခွာနိုင်ခဲ့ကြောင်းသိရပါတယ်ရှင်။ဆက်လက်ပြီးပေါင်းမြို့နယ်မှာဆက်ကြောင်းထုတ်နေတဲ့စစ်တပ်ကကျေးရွာလေတော့နဲ့ဘုံခုံကျင်းများထဲမှာမိုင်းများထောင်ထားခဲ့၍ပြည်သူသုံးဦးမိုင်းနှိမ့်ပြီးပြင်းထန်တရားရကောင်ကျေးရွာများကိုလည်းစက်တိုက်မိဆွနေဆက်တရင်ကိုတင်ဆက်ပေးမှဖြစ်ပါတယ်။ မကွေးတိုင်းပေါင်းမြို့နယ်မှာစစ်ကြောင်းထိုးနေသည့်အကြမ်းမက်စစ်တပ်ကကျေးရွာလေတော်နှင့်ပုံခိုကျင်းများထဲမှမိုင်းထောင်ခဲ့၍ပြည်သူ၃ဦးမိုင်းနေမိပြီးပြင်းထန်ဒဏ်ရာရကကျေးရွာများကိုလည်းဇက်တိုက်မိဆိုနေကြောင်းပေါင်းမြို့နယ်လူသားစာနာဌာနမှတာဝန်ရှိသူကပြောဆိုပါတယ်။နိုဝင်ဘာလ16ရက်နေ့မှစတင်ပြီးပေါင်းမြို့နယ်မြောက်ပိုင်းရှိကျေးရွာများကိုအကြမ်းမက်စစ်တပ်ကစစ်ကြောင်းလေးကြောင်းခွဲပြီးစစ်ကြောင်းထိုးနေ၍ကျေးရွာလေး၁၂ရွာမှပြည်သူ၃၅၀၀ခန့်နီးစပ်ရသောသားများအတွင်စေဘေးသိမ်းဆောင်နေရကောင် ပါကာပါဆာ24ဆက်ယုံမှလည်းလက်နက်ကြီးများဖြင့်ရန်နက်ပြက်ခတ်မှုများအပြင်လေကြောင်းဖြင့်ပုံကျတိုက်ခတ်မှုများပါလုံဆောင်နေခြင်းဖြစ်ကြောင်းသိရပါသည်။ဒါအပြင်အကြမ်းမဲ့စစ်ကြောင်းကကြေးရွာများအတွင်စစ်ကြောင်းထုံးဝင်ရောက်လာစဉ်ပြည်သူပိုင်နေအိမ်ခြံဝင်းများဘုံခိုခြင်းများနဲ့လေယာတော်တောက်ရလမ်းများမှာနေမိုင်းများထောက်ထားခဲ့တာကြောင့်ပေါင်းမြို့နယ်တောင်ပိုင်းစီကြေးရွာနှစ်ခုမှပြည်သူ၃ဦးမိုင်းနစ်မိပြီးခြေထောက်ပြက်တောက်ကပြင်းထန်တရားရရှိခဲ့ကြောင်းသိရပါသည်။ ထိုစစ်ကြောင်းကရမနေနိုဝင်ဘာလ20ရက်နေ့မှာကြောက်တိုင်ခင်ရွာပေါကုံးရွာဖလန်းကိုင်းရွာနှင့်ထမ်းမကုံးရွာအနီးအနားရှိတော်ရဲများနေအိမ်များကိုဇက်တိုင်မိဆိုနေကြောင်းနိုဝင်ဘာလ19ရက်နေ့မှာလည်းတဲပင်ရွာမှပြည်သူပိုင်နေအိမ်6လုံးကားကိုတောင်းနေစေဆိုင်ကမ်းများကိုမိဆိုဖျက်ဆီးခဲ့ကြောင်းနိုဝင်ဘာလ17ရက်နေ့ကလည်းကြောက်ကရွာမှကားလားရှိစေဘေးဆောင်များနေထိုင်သည့်တဲအလုံး30ကိုမိဆိုဖျက်ဆီးသွားကြောင်းသိရပါသည် အဆိုပါဂျမတ်စစ်တပ်စစ်ကြောင်းဒီပေါမျိုးနယ်အတွင်းစစ်ကြောင်းတို့လာချိန်မှစ၍လက်ရှိအချိန်ဒီလက်မြအဖြစ်ဖန်ဆင်းလာသည့်ပြည်သူနှုတ်အပါဝင်ကျေးရွာများအတွင်မှပြည်သူစီဦးကုန်ဖန်ဆင်းတက်ဖြတ်ခဲ့ပြီးပြည်သူ၂၀ကိုလည်းဖန်ဆင်းခေါ်ဆောင်သွားကြောင်းသိရပါသည်။ စစ်ခွေးစေချောင်းကအခုတည်ရှိနေသေးတယ်။ရွာကိုစက်တက်ဝင်ရောက်စင်းနေမိဆိုနေတာ။နောက်ပြီးစစ်ခွေးတွေကရွာထဲမှာမိုင်းတွေထောင်ထားခဲ့လို့ပြည်သူတွေမိုင်းနေမိတာ။ထိခိုက်တရာရသူတွေရှိတယ်။ပြည်သူတွေလည်းဆက်လက်သိမ်းဆောင်နေရုံပဲလို့ဒေသပြည်သူတို့ကပြောဆိုပါတယ်ရှင်။ဆလပင်တပည့်ရင်းနဲ့ပေါမျိုးနယ်စီကျေးရွာများကိုစစ်တပ်ကဂျိုင်ရိုကော်ပရာများဖြင့်ပုံကျဲတိုက်ခိုက်မှုပြည်သူတို့ထိခိုက်ဒဏ်ရာရဆွဲတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။စကိုင်းတိုင်းတပည့်ရင်းမျိုးနယ်စီရင်ချင်းရွာဖုန်ကြီးကျောင်းကအကြမ်းမဲ့စစ်တပ်က ဂျိုင်ရိုကော်ပိုရိုက်များဖြင့်ပုံကျက်တိုက်ခိုက်ခဲ့ရာပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတပည့်ရင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထုတ်ပြန်ချက်နှင့်ဒေသပြည်သူများ၏ပြောဆိုချက်အရသိရပါသည်။နိုဝင်ဘာလ16ရက်နေ့မှာတပည့်ရင်းမြို့နယ်ရင်ကျင်းရွာဖုန်ကြီးကျောင်းကမုံရနာမခါမှာတက်လာသည့်ဂျိုင်ရိုကော်ပိုရိုက်၃စီကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲပုံကျက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။အကြမ်းမဲ့စတဲ့ဤပုံကျက်တိုက်ခတ်မှုအတွင်ဖုန်ကြီးကြောင်အဆောင်များထိခိုက်ပျက်စီးခဲ့ပြီးပြည်သူ၃ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။ စစ်ခွေးတွေကဖုန်ကြီးကြောင်းကိုပုံကျဲသွားတာပြည်သူ့နှုတ်ထိခိုက်ဒဏ်ရာရတဲ့ထိခိုက်သူတွေကဒဏ်ရာမစွန့်ရရဘူးလို့တော့သိရတဲ့ဖုန်ကြီးကြောင်းဆောင်တွေလည်းထိခိုက်ပျက်စီးသွားတယ်လို့ဒေသပြည်သူတဦးကပြောဆိုပါတယ်ပြည်သူများအနေဖြင့်အကြမ်းမတ်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ပါကဘေကင်းလုံကျုံတီနေရာများတွင်သာနေထိုင်ကြရန်တပည့်ရင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါသည်။အလားတူမကွေးတိုင်းပေါင်းမြို့နယ်အတွင်းစီကျေးရွာများကိုအကြမ်းမတ်စစ်တပ်ကဂျာရိုကော်ပိုရာ၃စီးဖြင့်ပုံကျက်တိုက်ခိုက်သွားကြောင်းဒေသပြည်သူများကပြောဆိုပါသည်။ ရမနေ့နိုဝင်ဘာလ20ရက်နေ့နနေ့10နာရီခန့်မှာမုံရွာမြို့နာမခါမှတက်လာသည့်အကြမ်းမတ်စစ်တပ်၏ဂျိုင်ရိုကော်ပရာ3စီးကပောင်မြို့နယ်အတွင်းစီးကျေးရွာများကိုလေကြောင်းတိုက်ခတ်မှုပြုလုပ်သွားခြင်းဖြစ်ကြောင်းထို့တိုက်ခတ်မှုအတွင်ပြည်သူများထိခိုက်မှုရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါသည်။ပောင်မြို့နယ်အစီအမြောက်ပိုင်းကရွာတွေကိုစစ်ခွေးတွေကဂျိုင်ရိုကော်ပရာ3စီးနဲ့ပုံကျက်တိုက်ခိုက်သွားတာပြည်သူတွေထိခိုက်မှုရှိမရှိလည်းမသိရသေးဘူးလို့ဒေသပြည်သူတအူးကပြောဆိုပါတယ်ရှင်။